လီဗာပူးကို ပြောင်းမှုအတွက်မာဆေးဆိုင်မှာအိမ်တော်လိုက်ရှာနေဖြစ်တဲ့ Florian Vess လီဗာပူးစင်ကျပွင့် Florian Vess ကတော့လီဗာပူးကိုပြောင်းရွှေ့ကစားခွင့်ရရှိနိုင်လိမ့်မယ်လို့ယုံကြည်ချက်တွေအပြည့်ရှိနေပြီးအခုချိန်မှာဆေးဆိုင်မှာတော့မှအိမ်လိုက်ရှာနေပြီလို့သိရပါတယ်လီဗာပူးရဲ့ဒီနေရာဒီစားမခွင့်မှုတွေကတကယ့်ကိုအလန်းစားကြီးပါပဲဖရင်ပောင်ခွင့်ထားပြီးဖြစ်လို့အခုလဲလီဗာပူးစင်ကနောက်ထပ်ကျေဝင်းစားမတယောက်ဖြစ်တဲ့ Florian Vess ကိုပါခေါ်ယူဖို့စူးစမ်းနေတာဖြစ်ပါတယ်။တကယ်တော့ Florian Vess ကိုအသေးအံလိုချင်နေခဲ့တာက Man City ဖြစ်ပါတယ်။ မန်စီကကီဗင်ဒီဘရိုင်းနေရာအတွက်ရေရှည်စားထိုးမှုဖြင့်ဖလော်ရီယန်ဗက်စ်ကိုယူရထားခဲ့တာဖြစ်ပြီးတော့ဖလော်ရီယန်ဗက်စ်ရဲ့အေဂျင့်တွေမိဘတွေနဲ့တောင်စကားပြောဆိုမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ဒါပေမဲ့ဖလော်ရီယန်ဗက်စ်ကတော့မန်စီမှာမကစားချင်တာကြောင့်ငြင်းပယ်သွားခဲ့ပါတယ်။ဖလော်ရီယန်ဗက်စ်တကယ်တမ်းပြောင်းရွှေ့ချင်တာကဘိုင်မြူနစ်ပဲဖြစ်ပါတယ်။ဖလော်ရီယန်ဗက်စ်ကမူဆီယားလာနဲ့တွဲကစားချင်နေတာပါ။ဘိုင်ကဘိုနက်စီကဖလားနဲ့ကင်မြအောင်ပွဲခံတဲ့နေတုန်းကဆိုရင်ဖလော်ရီယန်ဗက်စ်ကဘိုင်ရဲ့နဲ့တောင်စကားပြောဆိုပြစ်ခဲ့ပါသေးတယ်။ဒါပေမဲ့လီဗာပူးကပြောင်းရွှေ့ချင်အမြောင်များပေးမယ်ဆိုတဲ့ဂရိနဲ့ဖလော်ရီယန်ဗက်စ်ကို ခုံနိုင်မှုပြေးလန်းတဲ့ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်ထိတော့လီဗာပူးရဲ့ကမ်းလှမ်းမှုနှစ်ကြိမ်ကိုလီဗာပူးစင်ဘက်ကငင်းဆိုထားပါသေးတယ်။လီဗာပူးစင်ကဖလော်ရီယန်ဗက်စ်ရဲ့ပြောင်းရွှေ့ခြေကိုယူရိုတန်းတရာ50ထက်တပြားမှမလျှော့နိုင်ဘူးလို့အပြတ်ပြောထားခဲ့တာပါ။ဖလော်ရီယန်ဗက်စ်ရဲ့အနာဂတ်ဘယ်လိုဆက်ပြေးလာမလဲလီဗာပူးတကယ်ပဲရောက်မှာလားစောင့်ကြည့်ရမှာပါ။